မင်္ဂလာပါကျွန်တော်ကခန့်မှန်ပါကိုခန့်မှန်တော့အချစ်ဆိုတာကိုဘယ်လိုအဓိပ္ပာယ်သတ်မှတ်ထားလဲကျွန်တော်တို့ကအချစ်ဆိုတာကိုအဓိပ္ပာယ်တစ်ခုရဲလို့အသတ်မှတ်ထားပါကျွန်တော်ချစ်မိတဲ့လူပေါ်လိုက်ပြီးတော့အဓိပ္ပာယ်တစ်မျိုးစီသတ်မှတ်လိုက်တာပေါ့ဒါဆိုအချစ်က တစ်ခုထက်မကပိုရှိရဲဆိုတဲ့သဘောလားကျွန်တော်အနေနဲ့ပြောမှာဆိုရင်နှစ်ယောက်လုံးတကယ်ချစ်မိကြတယ်လို့ပြောရင်ဘယ်သူမှရှုံးမှာမဟုတ်